ကိုလိုချင်တဲ့ကာဗာလက်တာပုံစံရအောင် AI ကိုပြုနေမလို့ပေးချပါမယ်။ရှိပြီတွေမှာ AI သုံးပြီးကာဗာလက်တာဘယ်လိုထောက်ရမလဲဆိုတော့ပြပြခဲ့ပါတယ်။ဒါမဲ့ဂျာကတမ်းပြီးသုံးလို့မရသေးပါဘူး။ကိုလိုချင်တဲ့ကာဗာလက်တာပုံစံရအောင်လို့ချက်ပြီးတော့ပြုနေပေးလို့ပါတယ်။ဂျာလေးကတော့အစချီရဲ့စာသားလေးဖြစ်ပါတယ်။ကာဗာလက်တာရှိခိုင်းတာပဲပေါ့နော်။ပြီးတော့ပါရမယ့်အချက်တွေကိုယ့်ရဲ့နာမည်ပြည့်စုံပါရမယ်။ Opposition ကိုလျှောက်တာလဲဒါကိုရေးရမယ်။ Organization, Institution, ယူလာကုမ္ပဏီကတိုက်ထိုက်ရမယ်။ပြီးတော့ကိုယ့်ရဲ့ပညာရည်ချင်းတရားလည်းတည်ဖို့လိုတယ်။နောက်တစ်ခုကကိုယ့်ရဲ့အလုပ်ကိုင်တဲ့ဖွဲ့စည်းတကယ်လို့ကိုကလုပ်နေရမရှိဘူးဆိုလို့ရှိရင်လည်း reason ကြွေးလို့မျိုးလည်းတလို့ပွဲရတာဒါမျိုးတည်ရမယ်။ပြီးရင်ကိုယ့်ရဲ့အဲတွေ့ကြုံလောက်တတ်ပေါ့နော်။တကယ်လို့မရှိခဲ့လို့ဆိုလည်းကို internship စင်တာတွေဟာ volunteer လုပ်ခဲ့ရတာတွေတည်ယူလို့ရတယ်။နောက်တစ်ခုကကိုယ့်ရဲ့ key expertise and skill ပေါ့နော်။ကိုယ့်ရဲ့ဒီ skill တွေဒါလေးလည်းတည်ယူရပါမယ်။နောက်တစ်ခုကကိုယ့်ရဲ့အောင်မြင်မှုမှတ်တမ်းလေးဒါလေးလည်းတည်ယူလို့ရပါတယ်။ နောက်တစ်ခုကတော့ကိုယ်ပါကြောင့်ဒီ position ကိုလိုချင်တယ်ဆိုတော့ကိုယ့်ရဲ့ motivation တရားကိုလည်းတရားထည့်ပို့လိုပါတယ်နောက်ဆုံးချက်ကတော့ကိုယ့်ရဲ့ tone preference ပေါ့နော် formula ဒါမှမဟုတ် impressive ဖြစ်စေချင်တာလားဒါမျိုးထည့်ပေးရမယ် lash preference ပေါ့နော်တမျက်နှာမျက်တော်အဖြစ်ဘယ်လိုစကလုံးဘယ်လိုလုံးလဲဒါမျိုးထည့်ပေးလို့ရပါတယ်ဒီလိုပြုတ်နေတော့ရေကန်းလိုက်ပြီဆိုတော့တင်းတော်ရဲ့ cover လာဆောင်ထွက်လာပါလိမ့်မယ်ဒါပေမဲ့ဒီအရကိုတိုက်ရိုက်ကိုမချဖို့ချင်ပေးလိုပါတယ်ကိုယ့်ရဲ့ fashion နဲ့ပြန်ပြီးတော့ကိုလိုချင်တဲ့ပုံစံရေးဖို့လိုပါတယ်တချို့ recruiter တွေကဒီ identity data တွေနဲ့ဆက်လို့ရှိရင်ဒီနိုင်လို့ပါနောက်ပြီးတော့မှပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးပါ